ကြီးစားဟောင်းတအူးအကြောင်းအာပြောပြပေးပါရဲ့။ဒီတော့ group C ရတော့ကျွန်တော်တို့ AACC နောက်တစ်ဆင့်ကိုတက်သွားလို့ရပါဘူး။ဆယ်ဆယ်ခဏနော်။ပစ္စည်းတစ်ခုဆိုလဲသူကနှစ်ခုလုံး။တိကဘလိုပဲတက်လာတက်လာတက်လာကိုရေးကြည့်တယ်။ B B โอเคပါဒီမှာเนาะတွေ့ပါမယ်တက်တာ ရက်နဲ့တရက်ကတော့ဂိမ်းတွေကတမျိုးစီစော့နေရကြတော့စိတ်လှုပ်ရှားပါတယ်။ဘာဂိမ်းလာမလဲဆိုတော့လည်းအရင်စိတ်ဝင်စားပါတယ်။ဒီနေ့ဝတ်ခိုင်းတာအခုဆိုတာညီမတို့တိုင်းမဟုတ်ဘူး။ဒီကတော့ဒီပုံစံကြီးဝတ်ထားဆိုရင်ညီမတို့ဒီနေ့အရင်ကစားရမယ်ဆိုတော့ကြိုးပြီးသွေးမိရပါဘူး။ဒီအားကစားဝတ်ဆောင်ထင်တာဝတ်ထားရတာဆိုတော့အားကစားနဲ့ပတ်သက်တာတကူစောရမယ်လို့ထင်နေရှင်း အမြင့်ကြောက်လာတွေပါတယ်မေးတယ်ဆိုတော့မြင်းနဲ့ပတ်သက်တဲ့အားကစားတစ်ခုခုထင်တယ်ဒီလိုပုံစံနဲ့လဲဝတ်ထားတဲ့အခါကျတော့အမြင့်နဲ့ပတ်သက်တာဖြစ်မှာညီမအနေနဲ့ကတော့အမြင့်လုံးဝမကြောက်ပါဘူးအဲ့လောက်ကြီးတော့မခံမန်းတတ်ဘူးဒါပေမဲ့အမြင့်ကြောက်လာမေးတဲ့အတွက်အမြင့်နဲ့ပတ်သက်တာတစ်ခုခုတော့ဖြစ်လိမ့်မယ်လို့တော့ပဲထင်လာတာပေါ့ဒီလိုအားကစားရလို့ထင်လဲဆိုဥပစ်တာလို့ပြောလို့ရှိရင်တက်တောင်းရိုက်တာလို့ဘတ်စကောကိုအဲ့လိုမျိုးတစ်ခုခုလို့ထင်နေရှင်ဟုတ် အားကစားဝတ်ဆောင်ဝတ်ထားတဲ့အတွက်ကြောင့်မလို့ပါနော်မိန်းကလေးဖြစ်တဲ့ကြောင့်မလို့ကိုရိုးဘက်ကဘလုံးကန်တာပါမျိုးတော့မလုံးတော့ဘူးလို့ထင်နေဒါပေမဲ့ငငယ်တော့ကစားကြရတဲ့မျိုးဥပ္ပဒါမျိုးတို့ဂိမ်းမှုစောတာမျိုးတော့ဆော့ရမယ်လို့ထင်မိတယ်နော်အာတုံးကူမြောင်ဂိမ်းအစီအစဉ်ရောက်လာပြီဆိုတော့ထူးခြားမှုရေတံပိုးရေတစ်ခုကိုရောက်လာလိမ့်မယ်လို့ကျွန်တော်ကျူစာရဲ့အဲ့တော့ဘလိုဂိမ်းမျိုးတွေလာမလဲဆိုတော့ကျွန်တော်မသိသေးတဲ့အတွက်ကြောင့်မလို့အဲကျွန်တော်လည်းစိတ်လုံရှားရပါတော့နော်ဒါ ဒါဖြစ်ဖြစ်ရှေ့မှာ camp game ပြီးရဲပြီးတော့မနေ့ကဆိုလို့ရှိရင်ဒါ question answer ဒါ mind game လို့ပြောလို့ရတယ်ဒီနေ့ကဘလို့ဘလို့မျိုးစားဖြစ်မလဲကျွန်တော်မသိသေးဘူးပေါ့ဟုတ် Day with me season 2ရဲ့ ဒေးဗစ်တိုင်ရွန်အပိုင်းတစ်တစ်ပိုင်းမတင်ခင်မှာကြီးစုနေတဲ့ပြိသက်တွေဟာအဲ့ဒီအပိုင်းတစ်ခုချင်းစီမှာဘသူတွေထွက်ရမလဲဆိုတာကိုခံမှန်းပေးရမှာဖြစ်ပါလေဥပမာဒေးဗစ်တိုင်ရွန်ရဲ့အပိုင်းတစ်မှာပြန်ဝဝင်၃ရောက်ထွက်ရမယ်ဆိုတာကအခုကြီးစုနေတဲ့ပြိသက်တွေကအဲ့ဒီထွက်ရမယ့်၃ရောက်ကဘသူတွေလဲဆိုတာကိုခံမှန်းပြီးတော့တအူးချင်းစီကိုအကန့်အသတ်မရှိ ဖုတ်ပေးနိုင်ပါတယ် ကိုခံမှန်းလိုက်တဲ့ပြိုင်ပွဲဝင်3ဦးထွက်ရတာမှန်ကန်ပါကတတ်မှတ်ထားတဲ့စုကြေးတစ်ခုရရှိမှာဖြစ်ပါတယ်တကယ်လို့ဖြေမှန်တဲ့သူတဦးထက်မကပို့ပြီးတော့ရှိနေပါကတတ်မှတ်ထားတဲ့စုကြေးစီကံများအတိုင်းချိန်မြင့်သွားမှာဖြစ်ပါတယ်ခင်ဗျာ episode voting နဲ့အတူ popular choice voting ကိုလည်းထားပေးထားပါတယ် popular choice ကဒီ season ကနေထွက်သွားရပြင်မဲ့လေဒါပြည်သက်တည်းရဲ့ popular ဖြစ်ဆုံး choice ပေးတယ်ဆိုရင်ဒီ voting စုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ David Me Season 2ရဲ့ voting အစီအစဉ်ကို BBTV mobile application တစ်ခုထဲမှာသာတွားရောက်ပြီး voting ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးအားလုံးသတင်းအောင်ပါကြပါခင်ဗျာ။ ာကိုစတာတို့ပါလို့ဆိုကျွန်တော်အရင်စီးကြည့်ခြင်းတယ်ဒါပေမဲ့ကျွန်တော်မစီးရဘူးစပွန်ဝဲတွေဝတ်ထားတာတွေ့ရကျောင်းကလာဘလို့ဘလို့ဟာမျိုးဖြစ်မလဲတော့မသိဘူးဒါပေမဲ့ main ကလေးတွေပဲဆိုတော့အရင်တော့မပြင်းထန်တော့ဘူးတော့ကျွန်တော်ထင်တာပဲထင်တာပြပြရနော်နာမည်တီးချုံတက်တက်နဲ့ဒီပြိုင်ပွဲကိုလုံးဝလာပြိုင်လို့မရဘူးဆိုတာညီမယုံကြည်ပါတယ်ဘာဖြစ်လဲဆိုတော့ကိုကြီးနဲ့ပတ်သက်တဲ့အကြောင်းမသိဘဲနေတော့နောက်တစ်ဆင့်ကိုဘယ်တော့မှတလန်းနိုင်မှာမဟုတ်ဘူးလို့လည်းယုံကြည်ပါတယ် င်္ဂလာပါခင်ဗျာ Date with me season 2ရဲ့ Date with Tyrone အစီအစဉ်ကနေအခုတတရမြောက် game နေရှင်ပြန်ရမယ့်အစီအစဉ်ကနေပြန်လေးကြိုးဆိုပါရခင်ဗျာကျွန်တော်ပြိုင်ပွဲဝင်အများကြီးထဲမှာမှအခုဒီအဆင့်ကိုရောက်ရှိလာတဲ့ပြိုင်ပွဲဝင်၈ဦးလဲအားလုံးစုံစုံလင်ရောက်နေပြီဖြစ်ပါတယ်ဒီနေ့ရှင်ပြိုင်မှုမှာတော့ပုံပြီးရင်ခုံရတဲ့ပုံစံနဲ့လုံးဝ အသစ်ဆန်း stage အသစ်ကိုညင်တွေးရမှာဖြစ်ပါတယ်ကျွန်တော် stage ဆင်ကလည်းနှစ်ဆင့်စောက်ထားတာတွေးရတယ်ပြီးတော့ A B C D ဆိုပြီးတော့ဒီရှေ့မှာလည်းအာတကားကြီးတွေနဲ့အပေါက်ကြီး၄ပေါက်တွေးပါတယ် ဒီ season ကို main sponsor အဖြစ်အဓိကကူညီပံ့ပိုးပေးထားတာကတော့ Korean နိုင်ငံထုတ် luxury car brand ဖြစ်တဲ့ Kia မြန်မာမှဖြစ်ပါရခင်ဗျာ။ Canada နိုင်ငံပဲနဲ့ New Zealand နိုင်ငံ No ပေါင်းဆက်ပြီးတော့ Sweden နီးပညာသုံး Tetra Pak ထုတ်ဖို့မှုဖြင့်ရေသွေးမြင့်ထုတ်လုပ်ထားတဲ့လူငယ်တိုင်းအဟာရပြည့်ဝကျန်းမာစေတဲ့ Vito Pen တို့ကလည်း co-sponsor ဖြစ်ကူညီပံ့ပိုးပေးထားပါရခင်ဗျာ။ Ion Plus Sugar Free ဟာတက်စားအဖြစ်ဖြစ်ပြီးတော့ zero sugar ဖြစ်တဲ့အတွက် အချိုရှောင်လိုသူတွေကျမ်းမာရေးလိုက်စားပြီးတော့ကိုယ်အလေးချိန်ထိမ့်သိမ့်ကျင်သူတွေထွေးထွက်များတဲ့သူတွေအတွက်ပုံဆုံးသွားတဲ့ရေဓာတ်နဲ့ဓာတ်စားဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါတယ်။ဒါကြောင့်ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့ဆိုရင် Iron Plus ကိုတတိယလိုက်ပါ။ဝင်နာဖြစ်တဲ့ပြန်ပွင့်ဝင်တဦးချင်းစီတိုင်းအတွက်ကို380တန်စိန်လက်စွပ်တကွင်းစီကူညီပံ့ပိုးပေးတဲ့ Win and Sand Diamonds and Fine Jewelry ရိုးလေသူပဲကျေးဇူးတင်ပါတယ်။ Beauty and Wellness Partnership အပြင် Pan Aesthetic ကနေဝင်နာဆုရှင်တိုင်းအတွက်ကို သိန်း30တန် beauty gift voucher ကိုပါကူညီပံ့ပိုးပေးတဲ့ Dr. Laurel ကိုလည်းကျေးဇူးတင်ပါတယ်။ကြိုင်ပွဲဝင်ညီမလေးတွေကြိုင်ပွဲကာလတစ်လျှောက်မှာလိုအပ်တဲ့ makeup product တွေအပြင် winner ဆုရှင်နိုင်အတွက်ကို Note Hamper တစ်ဆက်စာကူညီပံ့ပိုးပေးတဲ့ La Source Company ကတင်သွင်းတဲ့ Note Cosmetic ကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ Chatra Mu Brand ဟာထိုင်းနိုင်ငံအခြေစိုက်အဆင့်မြင့် Thai Tea Brand တစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံမှာလည်းစိုင်ကွဲပေါင်းများစွာဖွင့်လှစ်ထားပြီး Dream Menu ပေါင်းများစွာစုံလင်စွာနဲ့ ရရှိနိုင်တဲ့ Chatramu မြန်မာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံတကာမှာရေပန်းစားနေတဲ့ Potato Corner ဆိုရင်ဘယ်အချိန်စားစားမယိုးနိုင်တဲ့ menu တွေကို Two Share Flavor တွေနဲ့ရှိတ်ပြီးစားရတာက Wall Best Flavor Fries ဖြစ်တဲ့အတွက်စားကြည့်လိုက်ကြပါအောင်ခင်ဗျာဒါကြောင့်ကူညီပံ့ပိုးပေးတဲ့ Chatramu မြန်မာနဲ့ Potato Corner ကိုလည်းကျေးဇူးများကြီးတင်ပါတယ် Glory Sport ဆိုတာမြန်မာနိုင်ငံသားပိုင်းအားကစားအမှတ်စိတ်တစ်ခုဖြစ်ပြီးတော့အားကစား jersey နဲ့ sport wear တွေကိုနိုင်ငံတကာအဆင့်မီ ထုတ်လုပ်ပြန်ပြီးရောင်းချပေးနေတဲ့ local sport wear brand တစ်ခုဖြစ်ပါတယ်ခင်ဗျာလက်ရှိမှာမြန်မာနိုင်ငံမှာရှိတဲ့နာမည်ကြီးဘောလုံးအသင်းတွေနဲ့မြန်မာလက်ရေးစင် ပိုက်ကြော်ချင်းအဖွဲ့တို့ရဲ့ official sport wear sponsor လည်းဖြစ်ပါတယ် Gloria Sport ကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ပြိုင်ပွဲဝင်နေလေအစီအစဉ်ဖြစ်နေပြီပြိုင်ရမယ့် setting တွေအစီအစဉ်တွေအားလုံးလည်း ready ဖြစ်နေပြီဖြစ်တဲ့အတွက် ဒီနေ့အစီအစဉ်မှာရှင်ပြိုင်ဖို့တရုတ်ဆောင်တိုင်ရိုဖိတ်ခေါ်ပါရခင်ဗျာဟယ်လိုမင်္ဂလာပါမင်္ဂလာပါအာဆင်းကိုမြင်လိုက်တဲ့အချိန်မှာတော့ပြုတ်ကြတဲ့ဂိမ်းတစ်ခုခုဆိုတော့ကျွန်တော်သိလိုက်ပြီဒါမဲ့ ကျွန်တော်ပဲပြုတ်ကြမှာလားသူတို့ပြုတ်ကြမှာလားလို့ကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်ကအမြင်ကြောက်တတ်တဲ့သူဆိုတဲ့ခါကျတော့အဲ့ဒီမှာစပြီးတော့ကျွန်တော်တော်တော်လေးကိုစိတ်လှုပ်ရှားနေတယ်ခံစားချက်ကဖြစ်နေရေတော့တော်တော်ခုန်တယ်စောစောကတစ်ခေါက်ဟိုမတက်ရက်ကြည့်ပြီးသွားပြီလှက်လှက်နေဖြစ်မတက်ပဲရက်ကြည့်ရမဟုတ်ပြုတ်ကြပြီးသွားပြီဝမ်တက်မှာဟုတ်ကဲ့ဒီနေ့အားကြောင့် sport wear လေးနေမှာအရင်နောက်တစ်မျိုးလှနေကြအားလုံးက သူတို့ဒီထဲပြစ်ချမှာသူတို့မဟုတ်ညီလေးဟာကျွန်တော်ကဘာလို့အမြင်လဲဟုတ်ဒါကိုပရိသတ်တွေအတွက်ကိုကဒီနေ့မှာနည်းနည်းအနစ်နာခံပေးရမယ့်အစီအစဉ်လေးတွေရှိတယ်အော်ကျွန်တော်ပြုတ်ကြရင်သူတို့မပြုတ်ကြတော့ဟုတ်တယ်ဟုတ်လားအဲ့တော့ပြောပြမယ်ကိုဒီဟာလေးကိုအကောတို့ဒီနေ့ပြိုင်ပွဲကအော်တယောက်နဲ့တယောက်ဒိတ်တယ်တယောက်နဲ့တယောက်ချစ်သူတွေရည်စားတွေဖြစ်ကြတယ်ဆိုလို့ရှိရင်အဲ့ဒီလူနှစ်ယောက်က တယောက်အကြောင်းတယောက်လေးတွေကိုဟိုပို့ပြီးတော့တိဖို့လိုတယ်ကိုနဲ့ဒိန်းရမဲ့လူရဲ့အာတကယ်ထဲထဲဝင်အကြောင်းရလေးဆိုလဲပို့ပြီးတော့တယောက်အကြောင်းတယောက်တိဖို့လိုတယ်အဲ့တော့ဒီနေ့ကစားနည်းကိုတိုင်ရွန့်အကြောင်းဘလောက်တိတယ်လဲဆိုတာကိုသူတို့ကအဖြေဖြေရမှာအဲ့တော့အဖြေဖြေတဲ့နေရာမှာဒီလိုရွရွဖြေတာမဟုတ်ဘဲနဲ့ multiple choice ဖြစ်မှာ multiple choice ကအဖြေက a b c d ရှိနေမှာ ဲတော့ပထမဆုံးသူတို့၈ယောက်ဟာ၂ယောက်ကိုတစ်ဖွဲ့စီ၄ဖွဲ့ခွဲပါမယ်။ပြီးရင်အခုစီမှာမေးခွန်းတွေကဒီ LED screen ပေါ်မှာလဲမေးခွန်းတွေပေါ်လာပါလိမ့်မယ်။အဲ့ဒီဖြေရမယ့်မေးခွန်းတွေကိုသူတို့က multiple choice သူတို့ဘယ်အဖြေကိုရွေးမလဲ A လား B လား C လား D လားဆိုတော့သူတို့ရွေးချယ်မှုအကွက်မှာတိုင်ရုံကသွားရက်ပေးရမှာ။အဲ့တော့တိုင်ရုံအကြောင်းမေးခွန်းတွေကိုသူတို့ဟာမှန်မှန်ကန်ကန်ဖြေနိုင်ခဲ့ရင်ဘယ်သူမှပြုတ်ကြစရာမလိုတော့ ဘသူမှလည်းတံပီးခံเสียမလို့တော့ဘူးတမှတ်ရသွားမယ်အဲတိုင်ရောအစ်စေးပြန်ပြီးတော့စောင့်နေပြေအောင်မယ်နောက်တစ်ဖက်ဖြေမယ်သူတို့မှားသွားရင်အမှတ်တမှတ်မှလည်းရမှာမဟုတ်တဲ့ပြင်တိုင်ရောရက်နေတဲ့အဲ့ဒီတခါကြီးကပွင့်ကြပါအင်းနေ3 4 5 6 8ခါ။ तू อ่ะ၄ဖွဲ့ဖြစ်သွားမှာဆိုတော့ လေးဖွဲ့ကိုတကယ်ကမေးခွန်းကနှစ်ရောင်းသွားမှာဆိုတော့ဟုတ်တယ်ရှစ်ခါမဟုတ်လားလို့အကြီးကြီးရှစ်ခါမှာရှစ်ခါလုံးမှန်ပါစီလို့တော့ဆုတောင်းပါတယ်ကိုလေရှစ်ခါလုံးမှားပါရောရှစ်ခါလုံးဘလုံးပါရှစ်ခါလုံးမှားရင်တော့တိုင်လို့ရေတပလုံးပလုံးနဲ့ရှစ်ခါလုံးကြာမှာဒါအော်ဒါပေမဲ့အောက်မှာတော်တော်အကိုတို့ safety ဖြစ်အောင်တော့လှုပ်ထားပါလေဒါပေမဲ့တော်တော် exciting ဖြစ်တယ်ဘာမှကြရတယ်မကြဘူးထားလိုက်အောင်အဲ့ပုံမှာအဲ့တိုင်းမတက်တက်ရက်နေတာကိုဒူးတော့ အပြင်မှာအတွေ့အကြုံအဲ့လိုလှုပ်လို့လာရင်ဒိတ်ဝင်ပြီငါအကြောင်းမမှန်မှန်လို့ချင်းအပေါက်ခဲလေးအပေါက်ခဲလေးပြစ်ချမယ်တော့လေမဟုတ်ပင်ပဲဒီပြိုင်ပွဲကတော့အခုခုတိုင်းတော့ဒီနေ့မှမြင်ဘူးတဲ့ setting အစ်စ်ကြီးတိုင်ရုံးအတွက်ကိုထူးထူးခြားခြားဖန်တီးပေးထားတာဒီလိုပြန်ပါဆိုတော့ပထမပြိုင်ရမယ့်အစီအစဉ်ကအဲ့ဒီအတိုင်းပဲဖြစ်ပါတယ်အဲ့တော့ညီမလေးတို့ရှေ့ရောက်ပါ group ၄ခုပြန်ဖွဲ့မှာဖြစ်တဲ့အတွက် အခုစတင်ပြီးတော့နှစ်ယောက်တစ်ဖွဲ့တွဲလို့ရအောင်ရောက်ဖွဲ့နည်းနည်းလေးကိုတွဲမဲ့နှစ်ယောက်စီနည်းနည်းလေးချားပြီးရလိုက်ပေါ့။အော်သူကတအားခက်တာပဲအဲ့လိုတွဲလိုက်တာ။ဟုတ်ပြီ။ကဲအဲ့ဒီမှာမှအကိုတို့ကဘသူအရင်ပြန်ရမလဲဆိုတာကိုဆုံးဖြတ်ပြီးမယ်။ညီမလေးတို့လေးဖွဲ့မှာဒီတစ်ခါမေးခွန်းနေရတင်းနေတုံးလေးအစင်တိုင်းပဲသွားတော့မှာ။အဲ့တော့မေးခွန်းနံပါတ်1ကိုဘယ်အဖွဲ့က ဆပြီးတော့ဖြေရမလဲဆိုတာကိုပဲကိုတို့ကကလေးတွေရွေးပြီးတော့ဆုံးဖြတ်มาဖြစ်ပါတယ်။ကဲအားလုံးအစဉ်နဲ့ဖြစ်ပြီဆိုရင်ကျွန်တော်တို့ရဲ့ကစားနည်းလေးစလိုက်အောင်ခင်ဗျာ။ပြိုင်နေတဲ့ပြိုင်ပွဲဝင်တစ်ချက်လုံးမှာတော့အကောင်းဆုံးကြိုးစားမယ်။အကုန်နဲ့အတူတူဘောနော်ဒီလိုမျိုးအတူတူမြင်ခွင့်ရတယ်တွေ့ခွင့်ရတယ်အဲ့ဒါကိုပဲကျေးဇူးတင်ပြီးတော့အိတ်စိတ်နဲ့အတူတူဒီအဆင့်ထိရောက်လာတာပေါ့ရှင်ဟုတ်။ဒါမဆော့ရသေးတော့မပြောပြတတ်ဘူးနော်။ဟိုအကုန်လုံးကတော့ဒါကြိုးစားပန်းသာရှင်ပြိုင်မဲ့သူတွေကြီးပဲ။အဲ့ဒီဘက်မှာကန်ကောင်းတဲ့သူကတော့ပါသွားမယ်။အဲကန်နည်းနည်းလေးသူတို့ထက်နည်းနည်းလေးမကောင်းတဲ့သူကတော့ ကျန်းခဲ့မယ်ပေါ့နော်အမြင့်နဲ့ပတ်သက်ရေးဆောင်ရမယ်ဆိုတော့နည်းနည်းတော့ကြောက်တယ်ပေါ့အမြင့်တွေကလည်းဆိုနည်းနည်းကြောက်တတ်လို့အဲ့ဒါအခုဆိုရင်တော့ကျွန်တော်လက်ထဲမှာပြိုင်ပွဲဝင်အဖွဲ့၄ဘွဲအတွက် ကပ်ပြား၄ခုရောက်လာပါတယ်ဒီထဲမှာနံပါတ်1နဲ့3လေးပါပါတယ်အဖွဲ့ကိုကျွန်တော်အဖွဲ့နံပါတ်တွေကိုဒီဘက်ထိတ်ဆုံးအောင်စပီးလိုက်ပါမယ်အဖွဲ့1အဖွဲ့2အဖွဲ့3အဖွဲ့4ပေါ့နော်အစင်တိုင်းပါအဲ့တော့ဒီထဲမှာဘယ်အဖွဲ့ကပထမဆုံးမေးခွန်းကိုစဖြေရမလဲဆိုတာကိုတိုင်ရုံက ကလေးဆွဲထုတ်ပြီးတော့ရွေးချယ်ပေးမယ်။ရွေးလိုက်တဲ့နံပါတ်ကြတဲ့အဖွဲ့ကအခုထိတ်ဆုံးမေးခွန်းကိုစားဖြေရပါမယ်။အဲ့လိုနဲ့အစင်တိုင်းသွားမယ်။မေးခွန်း၈ခုရှိတဲ့အတွက်၂ round သွားမှာဖြစ်ပါတယ်။အဲ့တော့အဖြေကလည်း၈ခါတိုင်ရုံကဒီဘော်ဒီမှာရက်ရမှာဖြစ်ပါတယ်။ညီမလေးတို့ရွေးချယ်လိုက်တဲ့နေရာတိကျအောင်တိုင်ရုံကသွားရက်ပေးမှာပါ။ဘလောက်ပရိသတ်တွေအတွက်အနစ်နာခံပြီးလဲဆိုတော့ဒီကစားနီးပါပရိသတ်တွေမှားငါပဲခံမယ်ဆိုတဲ့စိတ်အပြည့်နဲ့ဒီပြိုင်ပွဲတော့သူ agree လုပ်တာ။ အဲ့တော့ကျွန်တော်လက်ထဲမှာရှိတဲ့ကပြားလေးတွေကိုပြိုင်ပွဲဝင်တစ်ဖွဲ့ချင်းစီကရွေးပါမယ်။ကဲဒီဘက်ထိတ်ဆုံးအဖွဲ့တစ်ခုစရွေးလိုက်ပါ။မကြည့်နဲ့အောင်။သမီးတို့တစ်ခုရွေးပါ။ဒီဘက်ဖွဲ့တစ်ခုရွေးပါ။ဟုတ်ပြီ။ Ready 1 2 3ဆိုရင်တခါလေးဖွင့်ကြည့်ကြမယ်။ ready 1 2 3ဒီအဖွဲထိတ်ဆုံးလာပါနေ့အဖွဲဒုတိယနေရာလာပြီးတော့3 4ရောက်ဆက်စုံသွားပြီးပါခွဲတဲ့ခါကျတော့ညီမတို့ကဒီတိုင်းပဲဘေးကျင်းကပ်နေတဲ့သူကိုပဲအဆင်ပြေတယ်လို့ပဲတွေ့ရလိုက်တယ်နော်။ဘုံလိုကြီးတက်တက်ကြီးလိုက်ပြီးတော့မရှာချင်တော့ဘူး။ ကိုသွဲချင်တဲ့သူကဘယ်သူပဲဖြစ်နေဖြစ်နေအဓိကကိုယ်နှစ်ယောက်ကညီညီဒီလိုနဲ့တိုင်တိုင်မင်မင်နဲ့ညီညီညွတ်ဖြစ်ရပြီဒီအဲ့တော့အဆင်ပြေတယ်မျိုးပဲတွေ့လိုက်တယ်။အော်မနေ့ကလိုပဲအဆင်ပြေတယ်လို့လေးပဲတွေ့ပြီးလိုက်တာတွေ့လိုက်တာမနေ့ကညီမလေးတို့ဟိုမှာပြိုင်နေလေပြိုင်နေတဲ့ထဲမှာမရှင်းပြိုင်နေတဲ့ထဲမှာတယောက်ကပြန်သွားရတယ်။ညီမတို့အဖွဲ့မှာအသင်းရီခင်ကြံ့တယ်။အဲ့တော့အသင်းရီခင်နဲ့ပဲညီမတို့တွေ့လိုက်တယ် ဖွဲ့ရတော့တကူးတကကြီးဟိုရှာပြီးဖွဲ့ခဲ့ရတော့မဟုတ်ပါဘူးကိုဗိနာမှာရှိတဲ့အမားနဲ့ကိုအဆင်ပေါ်အတူတက်သွားတဲ့အမားနဲ့ပဲဘေးချင်းကရဲ့ဖြစ်နေတဲ့ခါကျသူနဲ့ပဲတွေ့ဖြစ်သွားတာပါအခုချိန်ကစတင်ပြီးတော့ဒီနေ့ရဲ့ပထမဂိမ်းဖြစ်တဲ့မေကွန်းနေဖြေဆိုရမယ်ကစားနီးစပါမယ် multiple choice ပါတိုင်ရွန်နဲ့ပတ်သက်တဲ့မေကွန်းနေကြီးပဲဖြစ်ပါတယ်ပထမအ우ဆုံးအဖွဲကအခုမေးမဲ့မေကွန်းကိုစားဖြေရမှာဖြစ်ပါတယ် မေကွန်းဘာဖြစ်မလဲအတူတူကြည့်လိုက်အောင်တိုင်ရွန်ရိုက်ကူးခဲ့တဲ့မနေ့ကဖြစ်သည့်နှစ် TV series ကိုတဲ့ဘယ်နှစ်ခုနှစ်မှာ ပြတာခဲ့တာပါလဲတဲ့ TV series ဆိုတော့ပြတာတဲ့ထုတ်လွှင့်ခဲ့တဲ့ခုနှစ် A က2016 B က2019 C က2018 D က2020အဲ့တော့တပီးတော့ တေချာကြည့်ပြီးတော့ A B C D လေးခုတည်းကတစ်ခုရွေးပြပါ A 2016နှစ်ယောက်တိုင်ပင်လိုက်ပါတေချာပြီဆိုရင်အဖြေတစ်ခုပြောပါ A 2016 A 2016ကိုပဲတေချာတယ်လို့ပြောပါတယ်အဲ့ဒီအတွက် တိုင်ရုံရေးအေးနေရာမှာနေရာလေးယူပေးပါ စင်တာလေးမှာစင်တာလေးမှာအဲ့အပေါက်ကိုကျွန်တော်နှစ်ချောင်းလေးခွာပြီးတော့အလေလေးမှာရက်ပေးပါပြီးရင်ဦးအေးကောင်းတယ်လက်လေးအဲ့လိုလေးပဲထားလိုက်တာကအဆင်ပြေပါတယ်အဖြေကြည့်ပါမယ်အဖြေမှန်ခဲ့ရင်တော့ဒီနေရာကြံခဲ့မယ်ဖြေမှားရင်တော့ဒိုင်ရိုမှာပြုတ်ကျသွားမှာဖြစ်ပါတယ် ပြီးသေးပါဘူး D ကတော့ပွင့်သွားတာဖြစ်တဲ့အတွက် D အဖြေကမဖြစ်နိုင်ဘူးတော့ဆိုတော့ ABC ထဲမှာ A ဒါမှန်တယ်ဆိုရင်တော့အဲ့ A ကြံခဲ့လိမ့်မယ် A မဟုတ်ဘူးဆိုရင်တော့ပွင့်တဲ့ထဲကိုပါသွားပါလိမ့်မယ် Oh my god ဲမဟုတ်တော့ပါဘူးအဖြေကအဲ့တော့ A နဲ့ C တဲကတခုခုကတော့တေချာသွားပါပြီအဖြေကတေချာသွားပါပြီညီမလေးတို့ဖြေတဲ့ A မှန်ပါစေလို့ဆုတောင်းပါတယ်အဲ့တော့ဆိုရင်တော့ C ပွင့်သွားမှာဖြစ်ပြီးတော့အဖြေက C ဆိုရင်တော့ A ပွင့်သွားမှာဖြစ်ပါလိမ့်ခင်ဗျာ ဖြေကနောက်ဆုံးတစ်ခုတည်းကြံလေ C 2018ကအဖြေမှန်ပါအဲ့တော့ Oh my god ညီမလေးတို့လည်းအမှတ်မရသလိုတိုင်ရွန်လည်းတစ်ချိန်တော့ပြုတ်ကျသွားပါပြီအာညီလေး AC ပြန်တဲ့ AC ပြန်တဲ့နာလိုက်နာပါဦးရှင်တော့တုံတော့ ီလောက်အမြင့်ကအရင်တော့အမြင့်ရောမဟုတ်ပါဘူး။ဒါပေမဲ့လည်းအာဒီဟာကမိကုန်းမှားသွားပြီဆိုလို့ရှိရင်ကိုကဒီအပေါက်ထဲကိုပြုတ်ကြရတော့မှကြိုတိနေတဲ့ခံစားချက်ကအာအဲ့ဒါတော်တော်လေးစိတ်လုံချရတယ်ပေါ့နော်။ပြီးတော့အမြင့်အဲ့လောက်အမြင့်ကိုဒီတိုင်းခုံချမယ်ဆိုလို့ရှိရင်တော့ခုံချရဲတယ်။အာခုံချတဲ့ခါကျရင်လူတွေကဟိုအပေါ်ကနေခုံချအောက်လေးပြအောင်ဒူးလေးကိုေးပြီးတော့ပုံမှန်တိုင်းဖြစ်သွားတာဟုတ်ဒါကကြတော့ ဘယ်ချိန်မှာအဲ့ဒီပေါက်ကြီးကပွင့်သွားမလဲတော့မသိဘူးကိုကဒေါင်လိုက်ကြီးပြုတ်ကျသွားတယ်ဆိုတဲ့ခါကျတော့လီထဲမှာအေးကနန်းဖြစ်သွားတယ်ခံစားချက်ကတော့တော်တော်လေးကိုစိုးတယ်အဲ့ဒါကတော့ဟိုလိုရမယ်ငါ့ကိုဒီအပေါက်ကြီးကနေပြုတ်ကျတော့မှာပါလားဆိုတာဟာကျွန်တော်ကျွန်တော်ကကြိုပြီးသိနေဖြစ်တယ်ကြောင့်မလို့အဲ့ဒီခံစားချက်တောက်လျှောက်ကြီးပေါ့နော်အဲ့ပုံမှာစပြီးရက်လိုက်ပြီဆိုတော့ပြုတ်ကျပြီးမှပဲစိတ်ကိုအေးနိုင်ရန်ဝမ်းနေတယ်ကွာအကိုကိုလည်းအားနာမိတယ်ဟုတ်ကဲ့ဒီမှားဝါရဲ့အတွက်ကြောင့်လည်းအကိုတောင်းပန်ပါတယ်